ားလုံးပဲမင်္ဂလာပါโอเคကျွန်တော်ကတော့ပူကောင်းပဲဖြစ်ပါတယ်ဗျဒီဗီဒီယိုမှာတော့ဗောနော်ဒါမြန်မာပြည်ထဲမှာကြက်ကြထားနေတဲ့ဗောနော်ဒါအိန္ဒိယနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံကိုသွားဖို့အတွက်ကိုဗောနော်ပြင်ဆင်နေကြတဲ့မိတ်ဆွေတငယ်ချင်းညီကိုမောင်မတွေအတွက်ရည်ရွယ်ပြီးတော့မှဒီဗီဒီယိုလေးကိုလောက်အောင်ဖြစ်ပါတယ်ဗျာโอเคအာဒီဗီဒီယိုကိုကြည့်နေတဲ့သူအနေနဲ့ထိုင်းနိုင်ငံကိုသွားဖို့ရည်ရွယ်နေတယ်ဆိုလို့ရှင်ပေါ့လေနော် အာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါဒီထဲမှာကျွန်တော်ပြောခဲ့တဲ့အချက်လေးတွေကိုသိရှာနားထောင်ပေးပါပြီးလို့ရှိရင်မိမိအနေနဲ့ထိုင်းနိုင်ငံကိုသွားတဲ့အခါမှာအဆင်ပြေပါလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးအာဒီဗီဒီယိုကိုလည်းမကြည့်ဘူးမိမိကိုအာမိမိကိုယ်တိုင်ဘာမှပြင်ဆင်မှုမရှိဘဲနဲ့သူများနိုင်ငံကိုသွားမယ်ဆိုရင်တော့ဒါအထူးသဖြင့်အိန္ဒိယနိုင်ငံကိုသွားမယ်ဆိုလို့ရှိရင်တော့ဗောနော်ဒါအခက်အခဲတွေဖြစ်နိုင်ပါတယ်။ Okay ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှ နော်ကဒီနေ့ဒီပြိုလေးကိုအာโอเคပေါ့เนาะအာအဲ့တော့ကနိုင်ငံခြားကိုသွားဖို့ဆိုလို့ရှိရင်ဒါကျွန်တော်တို့အနေနဲ့ဘာသာစကားကတအားလိုရတယ်ပေါ့เนาะโอเคဒါကြောင့်မို့ပေါ့เนาะဒီဘာသာစကားကိုပထမဆုံးအနေနဲ့သင်သွားပြီပေါ့ဗျာစေโอเค ထိုင်းနိုင်ငံကိုသွားမယ်ဆိုလို့ရှိရင်အာဒါထိုင်းဘက်ဘက်ကားကိုအတေကတင်သွားပေးဖို့ပြောပြဖြစ်တယ်။အဲ့လိုမှမဟုတ်ဘူးထိုင်းဘက်ကားကိုမတင်သွားဆိုလို့ရှိရင်အပေါ်ဘက်မှာပါနော်ဒါအခက်အခဲတွေဖြစ်နိုင်ပါလေ။ Okay ဒါကကျွန်တော်ကထိုင်းဘွေတို့ရဲ့နံပါတ်ကပြီးတော့မှပြောနေကြစကားတစ်ခွန်းရှိပါတယ်။ဒါကဘာလဲဆိုတော့ပွဲစားတယ်ပေါ့နော်။ထိုင်းမှာကတော့အပေါ်ဆုံးကတော့ပွဲစားတယ်ပဲဖြစ်ပါတယ်။ Okay ပွဲစားတယ်မှာကဘာလို့မြန်မာငွေနဲ့တွက်မှာဆိုရင်တော့ဒါ 3သိန်း4သိန်း5သိန်း6သိန်းပေါ့နော်ဒါတို့ထိုင်းငွေနဲ့တွဲမယ်ဆိုတော့ဒါ3000 4000ပေါ့နော်ဒီလောက်ငွေပမာဏမှမရှိလို့ရှိရင်ထိုင်းနိုင်ငံမှာကဘာမှလုပ်လို့မရပါဘူးโอเคအဲဒါကြောင့်မို့ပေါ့နော်အာထိုင်းကိုသွားမယ်သူတွေဆိုလို့ရှိရင်ပေါ့နော်ဒါအထူးသဖြင့်ဘာစကားကိုသင်စားပေးဖို့ပြရစေ